အဲ့တော့တို့ကဒီဒါနာလေးတစ်ခုနဲ့ဒီလိုလေးနဲ့ပြီးရောသီလကလည်းယူတော့ယူတယ်ပါဏာတိပါဒအမဘန္ဒေစုဖင်ချထိုင်ကြတဲ့ကဘာမှမလုပ်တဲ့သီလဟဲ့အလုံးလုံးတဲ့သီလလားအလုံးမလုံးတဲ့သီလလားသမင်းငါဒါဖတ်တင်မဲ့သီလဟဲ့ဆုံးတော့ဟင်သမင်းငါဒါဖတ်တင်မဲ့သီလဟဲ့တို့သီလကလည်းဟုတ်တော့ သိတယ်ပူသေးလားမပူပါဘူးခင်ဗျဒီလောက်ကလေးနဲ့တို့ကဗုဒ္ဓဘာသာဖြစ်ရယူမနဲ့သိဘူးဒါတို့အားမရလို့ပြောတာဒီလိုလားဒီလိုလှူးနေတာလဲမကျေနပ်လို့ပြောတာဟုတ်နော်ဒါနတချီလောက်တချီသာကောင်းမှာတခါကောင်းရင်နိဗ္ဗာန်ထိတောင်းဝန်ယူပါတယ်တို့လည်းပြောခဲ့ဘူးဘူးလေးဟိုပူပါတော့ခါမထီတို့ပါတော့လေ ပီလာလည်းတချီတာကောင်းပါညများမဟုတ်ဘူးဟုတ်เนาะဧကုဘောဓရာဘိက္ခုနီမဆိုရလေဥပုတ်တခါလာစောင့်ဘူးတဲ့အတွက်ဘယ်ဖရာလက်ထက်ကလည်းမသိဘူးတို့ဒီဖရာလက်ထက်ကြတော့ဟိုတို့ဟွာပေါ့ဘာခေါ်မလို့မဟာတာဝိကမခေါ်မှာပေါ့လေဣရရရတဲ့ပုဂ္ဂိုလ်ရိုးရိုးရာနာမတောင်းမဟုတ်ပါဘူးဟုတ်เนาะတိလာတဲ့တချိန်လာတိလာနဲ့တူအောင်လုပ်သားမှာဒါနလည်းဒါနနဲ့တူအောင်တချိန်လာလုပ်သားမှာအောင်ပါလေ ဟုတ်ဗျာတို့မမဲ့တို့စီလာလူတယ်တကြိမ်သားလာလူလက်တို့ကြင့်နေတယ်များခမားတို့အမြဲတမ်းရနေမှာပဲဟုတ်နော်ကားထောင်ထားသူနဲ့ပြောရင်ကိုကကားလာထောင်ထားလိုက်ဘယ်ဒရိုင်ဘာတက်မောင်မောင်အုံနာကရနေသလိုခမားတို့ထောက်ပါနဲ့တန်ငါကြင့်နေရင်ဒီတန်ငါကြင့်နေတယ်များကိုရနေမှာပဲဟုတ်ဗျာဒါနလေသို့တော်ဒါနဒါနနဲ့တူလုံသာဒါနဆုံးလို့တာ သီလကစောင့်စည်းတာဒါနကစွန့်လွတ်တာတို့မှာစွန့်လွတ်တာကလေးထုံးစံတော့စွန့်လို့မထင်ပါဘူးဗျာစွန့်လွတ်တာလားလဲတာလားလဲပါဘူးခင်ဗျာစွန့်လွတ်တာပါခင်ဗျာတို့ဘာမှမလိုချင်ရပါလို့ဟိုတို့လှူပြီးရင်ဘာဖြစ်မှမတော်ဘူးပေါ့လဲတာပေါ့ဗျာဟောပြခဲ့လားဗျာလဲတာဗျာခဲ့ ဆွန့်လွတ်တာပါဆိုမှလေရာမဟုတ်ဘူးလားအဲ့ဒါဟင်ဘယ်တို့လာပြီးတင်ငန်းနဲ့လာလဲဆုံးနဲ့လာလဲတို့ကကြားကသက်သေလေသူတို့လဲဖွဲကြီးမှာဟုတ်တယ်နဲ့ဟင်နိဗ္ဗာန်ရရပါလို့ဤအေးတို့ကဟိုစာတဲ့ပါတဲ့အတိုင်းပြောလို့ဗျနိဗ္ဗာန် ဒါဘာပြောတာတော့မလိုချင်တာပြောတာဝါနာဆိုတာတဏှာကိုပြောတာလိုချင်တာကိုဝါနာလို့တုံးတယ်မိရာမရှိတာဟုတ်နော်ဒီလိုချင်တာမရှိတာလိုချင်တာမရှိရင်ဆွဲမဆွဲလာမှုပေါ့မဆွဲလာဘဝပြမှာမဟုတ်ဘူးလားဒီဝါနာဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘာမှမလိုချင်တာပြောတာ အဲ့တော့ဆူတောင်းခြင်းတော့ဖရာတပည့်တော်ဟောဒီဆုံးလှူခြင်းကြောင့်ဘာမှမလိုခြင်းရပါလို့ဤအခါပဲတော့လုံတော့ဘူးလဲတာပါဆိုဗျာဟင်ဖုန်းလို့တဟုတ်လို့လားဟုတ်နော်ရင်ဝမှာအလောင်းတော်မှမမြကဒါနပြုတဲ့နေရာရင်ဝမှာစူးနေတဲ့ဒါကိုဆွဲနှုတ်ကြည့်ပစ္စည်းလေးတစ်ခု ဆိုင်မော်တို့ကပစ္စည်းသူကသုံးနေတဲ့ပစ္စည်းပါကိုကသွားပြီးလိုချင်စိတ်သွားကြည့်တော့မလိုချင်ဘူးလားမလိုချင်ပါဘူးဟာလိုချင်တာလိုချင်မှတို့ကတရားတာစီပြေးပြီးဝယ်ခဲ့တာမဟုတ်ဘူးလားမှန်ပါပါခင်ဗျအဲ့တော့သူဆိုင်မော်နေတဲ့ပစ္စည်းဝယ်လိုချင်လို့ဝယ်လာတယ်လက်ထက်ရောက်တာနဲ့ငါငါပစ္စည်းငါပိုင်တယ်ငါငါပစ္စည်းငါပိုင်တယ်ဟာတံပိုးကြီးကြီးတယ်လို့ဒီသုံးခုပါတာကြီးတယ်ထင်တယ်ငါဆိုတာပြေတတ်ထားတဲ့အတွက်ဆိုင်မော်တို့ကသုံးနေတဲ့ပစ္စည်းတရားတံပိုးနဲ့ ကြိုက်ရှိနေဝယ်လာတော့ငါပစ္စည်းဖြစ်လာတာလေပစ္စည်းကတော့ပစ္စည်းပဲမဟုတ်ဘူးလားမှန်ပါဗျာလူချင်းလို့ငါပစ္စည်းဖြစ်တာမှန်ပါဗျာဟုတ်ဗျာလူချင်းလို့ငါပစ္စည်းဖြစ်တာဟုတ်နော်မှန်ပါဗျာဒီမလူချင်းငါပစ္စည်းမဟုတ်ဘူးတို့ပြောနေကြရှိပါတယ်ပြောနေကြရှိပါတယ်တို့တရားကြီးများအများဆုံးပြောနေပြောနေပြောထားရှိတာပါတို့အမေကကိုဇနီးကမွေးထားတဲ့သား အဲ့ဒါသူပြောတာဝုံခွဲသားဇနီးကမွေးတာလေးကိုုံနဲ့လိုမွေးတာမှမဟုတ်တာဝုံခွဲသားဝုံခွဲသားဟောကူအသားနာစားတဲ့အခါအဲအသားတာကိုုံအောင်မချက်လို့ရှိရင်သူကသွေးကျန်တယ်အဲ့ဒီသွေးနဲ့ဒုသွေးနဲ့ရောတဲ့အခါထဲထဲမှာတန်ကောင်တုတ်ကောင်ဖြစ်တာအဲ့ဒါဒုသွေးနဲ့ဒုသွေးနဲ့ပေါင်းမင်းလို့ဖြစ်တာအဲ့ဒီတန်ကောင်တုတ်ကောင်ကတို့ဝုံနဲ့လွယ်မွေးတဲ့အတွက်အဲ့ဒါ ကိုကလာဝန်လွဲတော့ဝန်လွဲတာကိုဟာကဝန်ခွဲတာပုတ်ဗျာဟေးအဲ့ဒီကိုဝန်လဲလွယ်ငွေထားတဲ့ဟာကအထဲထဲမှာဟိုတန်ချာစေးစားလို့ဖြစ်စေသူမတဲ့တာနဲ့တခုနဲ့ဖြစ်စေစားမိလို့အိမ်သာတဲ့မြာအဲ့ဒီအကောင်ပါသွားရင်လိုက်ဖမ်းသေးလားဟုတ်ပါပါဗျာဂျီမိုးလေးကိုချိုးပေးသေးလားအဲ့ဒါကိုသားရင်မဟုတ်ဘူးလား ဘာလို့မချစ်တော့အဲ့ဒါအဲ့ဘာလို့မချစ်တော့ကြိုက်လို့ပါဟိုကိုဝိုးလို့မွေးတာပဲဘာလို့ချစ်အော်ခါခါကိုသွေးတာမွေးတာဘာလို့မချစ်စရာမဟုတ်တာတော့ဗျာဟိအဲ့တော့တို့ကကြိုက်မှလူချင်တာမကြိုက်မလူချင်ဘူးလေဟိခုနကကိုသားမို့တာချစ်ရမယ်ဆိုတန်ကောင်တုတ်ကောင်ကကသားရင်းဗျာဘုရားမွေးဗျာဟုတ်နော် ပုံလည်းမူဟုတ်ရအဲ့တော့သူကလူချင်းအဲ့တော့ငါဒီစီမန္တနာအလားလူချင်းလို့ပြောထားတာအဲ့လူချင်းတော့တိမ့်ပိုက်ထားတော့ငါပိုင်ဖြစ်သွားတဲ့ပေါ့ဟုတ်နော်တဏမာနာဒိဋ္ဌိတဏမာနာဒိဋ္ဌိအဲ့တော့ပစ္စည်းတံပိုးကြီးကြီးသလောက်စိတ်မချဘူးနော်အဲ့ဒီပစ္စည်းပေါ့တံပိုးကြီးကြီးသလောက်မြတ်နိုးတာမြတ်နိုးသလောက်လဲဘယ်တော့မှစိတ်မချဘူးဒီပစ္စည်းတွေတွေ့တဲ့တွေ့တဲ့စိတ်ထဲမှာနှင့်ငနေနှင့်ငနေဖြစ်တာ ငါငါပြီးစီငါပိုင်တဲ့ဆိုဒါသုံးကြောင့်ယင်ဝမှာမေတ္တာစုနေလားအဲ့တော့ဒါနာတစ်ခုပြုတ်လိုက်တယ်ဆိုရင်အဲ့ဒီပြီးစီပေါ်ငါငါပြီးစီငါပိုင်တယ်ဆိုတဲ့အစွဲနစ်နေတာကိုဆွဲနှုတ်ပြလိုက်တာငါပြီးစီမဟုတ်တော့ဘူးသင်ညာသူကထည့်လိုက်တယ်မှန်ပါဗျာကိုယ်လည်းကတော့ကိုပြီးစီဟုတ်သေးလားမဟုတ်ပါဗျာငါပြီးစီမဟုတ်တော့ဘူးပြောင်းလို့ထားဒါနာကဆွဲနှုတ်တာနော်မှန်ပါဗျာဟုတ်လားမှန်ပါဗျာဟင် လဲတာမဟုတ်ဘူးတော့သုံးလို့ထားလဲပါဗျာမလဲဘူးကလားနောက်ကောလဲဦးမလားလဲပါဗျာဟင်အဲ့ဒါကိုပါရမီလို့သုံးပါတယ်ငါငါပစ္စည်းငါပါနေဆိုတဲ့အဆွဲပါသူကလှုပ်ကြထားပစ္စည်းကိုသွန်လိုက်အဆွဲပါလှုပ်သည်ဟုတ်နော်ပါဗျာတို့မှာဘောတဲ့ตาလေးအရွယ်ရောက်တမီလေးအရွယ်ရောက်ဟုတ်ဗျာဟင်တမီလေးအရွယ်ရောက်တဲ့ဒါပါဆိုအဲ့ဒါလေး သူတို့အကြောင်းပါတော့သူဟိုပါတော့များတမက်ဖြစ်တဘောဗျာဟင်းအဲမင်္ဂလာဆောင်တယ်ဆိုတာကြားကောင်းအောင်ပြောတာတမီးလှူတာတမီးလှူဝဲကျင်ပါတာမင်္ဂလာဆောင်ကျွေးတယ်ဆိုတာကြားကောင်းအောင်ပြောတာတမီးလှူဝဲကျင်ပါတာဟုတ်ဗျာဟင်းလှူပြီးလို့မင်္ဂလာဆောင်ပြီးတာနဲ့ဟောတရွာလုံးကပြောမှာဟောတာမောင်ဖြူရဲ့မိမလေးလို့ပြောမှာမင်္ဂလာဆောင်ပြီးဟိုပဲကိုတမီးဟုတ်သေးလို့လားဟုတ်ပါပါဗျာအဲ့တော့ ဟင်ဟုတ်ပြီဆုံးလို့လိုက်ပြီဆုံးလို့လိုက်တဲ့အတွက်ကကိုသမီးမဟုတ်တော့တဲ့အတွက်တရွာလုံးကဟောတာအဲ့တော့မောင်မောင်ဖြူရဲ့မိမလေးအဲ့လိုပြောမှာတို့ကတော့အဲအဲကိုအေကိုအိမ်မနေဟဲ့မောင်ဖြူရဲ့မိမလေးလို့ခေါ်သလားသမီးလို့ခေါ်သလားသမီးလို့ခေါ်တာပါဘာဆုံးလို့တာဆိုဆုံးလို့ခေါ်ရတာဟောမခေါ်ပါဟဲ့ ဟုတ်ငါဖြူမိမခေါ်တော့ဘာသူကတရားစွဲမှာတော့မခေါ်မဖြစ်လို့ဆိုတော့ကဲလုံးဆောင်ပါဦးဟေးဟေးအဲ့တော့ဟိုသမီးကလည်းဟိုတို့တမက်ဘောကိုတော်တော်ကိုတောင်းအောင်ကြည်တာဟင်အဲ့အဲ့တော့ဟိုတို့ဒီတမက်ကိုအိမ်မခေါ်တင်ထားရတာဟုတ်ဗျာဟေးတဲသမီးချစ်တော်ကိုကလည်းချစ်ရဝိုင်းချစ်ရတော့မှာပေါ့ တော့တမကလည်းတော်တော်ဆိုးတာတော်တော်ကြမ်းတာဟဲ့သာတော့လာပြီးကိုရှိကံဟဲကြောက်ဟဲထိုးဟဲကြိတ်ဟဲနဲ့လုံးမဲတယ်လေတော့သူသူကတော့လူကံပုဂ္ဂိုလ်လေးသူလက်ထရတဲ့ပြည်စီသူကြိုက်လို့သုံးပါပဲကဲဘယ်နဲ့လုံးမလို့ကဲတော်ကလေးကပြရပါပဲကဲလုံးပြဟဲ့ တော့တမတ်တမရည်တဲ့ဟောကလာတဲ့ဟောကလာခိုင်းသူတမတ်ပဲနင်းနေဟိုတို့ပေးလိုက်ဥမထမားပဲအဲ့တော့တို့ဒီဒါနာဆိုဆွန့်လွတ်တာဟုတ်နော်တို့ကဆွန့်လွတ်တာမဟုတ်ဘူးရယူတာညာတော်အားဖြင့်တို့တို့တော်ပြောနေကြရှိပါတယ်အရင်ဘဝကမလူလို့ဒီဘဝဆင်းရဲတာဒီဘဝလူမနောင်ဘဝနဲ့ ဟုတ်ပြောသလားအဲ့လိုပြောပါဘူးဟုတ်ကဲ့သုံးလို့ထားလားထားလဲတာပါလဲတာလားအလောင်းတော်တွေပြူတဲ့စိတ်နေစိတ်ထားနဲ့ဒုစိတ်နေစိတ်ထားအဲ့တော့ခွာအဲ့တော့ဒုကနောင်ဒီဘုံကလူရင်နောင်ဆိုကြတဲ့ကမရောက်သေးတဲ့ဒါရင်ကော့ခံနေတာအလောင်းတော်များကရှင်းနေတဲ့ဒါကိုဆွဲနှုတ် အလောင်းတော်ဒီနဲ့တို့နဲ့ဘလောက်กว่าတော့တို့ပြုတဲ့ဒါနလည်းမိယိုးဖလာဒါနကိုယ်ပိုင်ဒါနဟုတ်ပြီကိုယ်ပိုင်ညာနဲ့မဟုတ်ဖြစ်နေเนาะဟုတ်တော့မိယိုးဖလာဒါနပဲရှိပါသေးတယ်အာရလောက်ဆရာအာကိုလောက်ဆရာတို့မရှိသေးဘူးတီလာကလည်းစောင့်စည်းလို့လားပေကားဆောင်လို့လာပြီဒီဘုံနေကြပဲလို့ပြောတော့ကြောင်းသွားမယ် ဘုရားစပြောတာမဟုတ်လားမှန်ပါဗျာကြောင်ကြောင်နွားများသူများစကြက်ကိုခိုးစားရင်အယောပေးရမှာဆိုတော့စကြက်လွတ်တဲ့နေရာကိုကြောင်ရတယ်လို့ကြောင်သွားတာအဲ့ဒါစိတ်ကိုကြောင်မှုသွားတာကြောင်တလားဟေးဥပုန်နေကြမှာလူစုံမဘိုးတောင်စကားပြောသေးဟုတ်ဗျာဟေး ပြီးတော့လူရှိသူရှိသားမှာမို့ဘူးတောင်ဟင်းကောင်းကောင်းချက်သေးဟုတ်ဗျာလူရှိသူရှိသားမှာဟုတ်ဟင်းအိမ်မှာဖြစ်တယ်လို့ဟင်ခဲတော့အဲ့ဒီနေ့ညာနေနေ့ကကိုလုံးနဲ့ကိုသူ့လုံးနဲ့သူစကားပြောဖို့မရှိဘူးအဲ့ဒီနေ့ဘိုးတောင်စကားပြောသည်ဟုတ်နော်စောင့်တလားဟုတ်ဗျာ ဟေးဒီလားဆောင်းတယ်ဆိုလို့မေးတာလေဟေးဟေးဘိုးတော်ဟင်ကောင်းကောင်းစားသည်ဘိုးတော်ဘိုးကောင်းစားလာဟောသည်ဒီကြတဲ့ရှိသည်တဲ့ဘနေကြဟူညနေရလှမ်းပြီးမျောပြီးတော့ကကစားထားဗျညနေကြစားလိမ့်မယ်ဗျာဘိုးတော်စားသည်ပုတ်တယ်လေဘယ်နဲ့တော့ဟိုဆောင်းတယ်လားဆောင်းတယ်လားဟုတ်ကလား နေတိုင်းနဲ့တော့ပူစားသေးတယ်လေစားတော့ပစားဘူးလားကွာလာနှစ်ထပ်ကိုတထပေါင်းစားတယ်ဟင်နှစ်ထပ်ကိုတထပေါင်းစားတာထင်တယ်စားတာဗျငါလည်းကြစားသိမ့်မယ်လားအဲ့ဒါသူတို့ဥပုတ်တယ်ဗျကလေးဥပုတ်ကလေးဥပုတ်ကလေးဥပုတ်ဟုတ်တော့ဒါကလေးဥပုတ်မဟုတ်ဘူးလားလူကြီးဥပုတ်လားကလေးဥပုတ်လား ကြာပုံပေါ်ပါမလားမရပါဘူးဟင်အဲစကားပြောစရာမကြီးပြောဘာတော့တခါကြာဘူးတာတို့ငငယ်ရပြောတာပဲဥပုပ်တဲ့တကမာကြီးတွေဇရာပေါ်မှာအဲပြောတယောက်ကအေးငါအင်ငါခွေးအောင်နဲ့ကြိုက်လိုက်ပုံများကတော့ဟိုဘေးရွာခေါ်သွားတာဟိုရွာရောက်တော့လေကြိုက်လို့ငါအယောပေးခဲ့ရတယ်အေးဟင် ဟင်တယောက်ကပြောတယ်ဩတော်ခွေးကပါဟုတ်လို့တော့ကြိုခွေးကအမြဲတမ်းလမ်းထွက်ထွက်ကြိုင်လုံးလို့ကိုအယောပေးနေရတာတယောက်ကပြောတယ်ဩကြိုခွေးကလည်းအိမ်မားကိုအမြဲတမ်းတာကျိုးနဲ့ချီထားရတာနဲ့တဏီကုံအဲ့ဒါပြောညာနေကြတော့ကဲဒီလာတော့ပြည့်စုံပြီဗျာရပြီဗျာတရတော့အောင်ပြီတော့ é, 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 é. que lees al die oramo no que lees die ene o bela e e e ra jo o ka ka ba ni re jo na li ga hi dre hi hi e ro ta ka u bo be ga ma khan nai no ba u bo de ri za ga byo ra ko ne no ko gali ga hi ya da pe le ro u bo ya ma ji khmyar lo khwe za ga byo ni da အဲ့တော့ဥပုပ်တဲ့ခွေးစကားပြောရမလားဆိုဘုံကြီးသွားတိုင်းဟုတ်ကလားအဲ့တော့ဘုံကြီးကចောင်းသားလေးခေါ်တယ်ဗျာဟင်နင်ဥပုပ်တဲ့ကိုခွေးစကားပြောတယ်ဆိုဟုတ်ပြောတယ်ဖရာဟုတ်ဘာလို့နင်ဥပုပ်တဲ့ကိုခွေးစကားပြောရလို့ဟောတော်ဘသူကသူခွေးရပဲလို့တော်တော်ဘွားကသူခွေးရပဲလို့အဲ့ဒါပြောပြီးခုပြန်လာဖရာဟုတ်ဟုတ်ဗျာ